ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကပန်းချစ်သူဆိုတဲ့အကောင့်ပါပါဘာချစ်သူပန်းချစ်သူဩပန်းချစ်သူဟုတ်ပြီကောင်းတာပေါ့တူလေး10နှစ်သားအတွက်မေးတာပါတဲ့တူလေးတူလေးဟုတ်ကဲ့ရေကြီးရပါဟုတ်ပြီရေကြီးမြို့နယ်တဲကရွာပေါ့နော်ဆရာဟုတ်ပြီပေါ့ဆရာကြီးရှင်နဲ့ကလေးကတဲ့အသက်10နှစ်တဲ့မောင်လင်းမြတ်အောင်ပါတဲ့ကောင်းပြီဟုတ်ဘဲဘဲလမောင်းရင်းပါတဲ့ လက်တစစ်လောက်တဲ့မဲမဲအကွက်လေးနှစ်ခုစတွေ့လို့တဲ့ဟုတ်ပြီအခုတတိထားမိတာတဲ့အခုခုနှစ်ခုတောင်ဖြစ်လာပြီတဲ့ဟုတ်ပြီသူဘလို့စောင့်ရှောက်ပေးရမလဲတဲ့အဲ့ဒါမဲတာဖြစ်တာနှစ်ခုတော့မကောင်းဘူးဟုတ်ကဲ့ဆရာမဲတာဖြစ်တာနှစ်ခုတော့မကောင်းပေမဲ့လို့အမဲရပြောက်တွေတယ်ဟုတ်ကဲ့ဆရာဖြူတာခယူသင်းဆိုပြောက်ခဲတယ်ဟုတ်ကဲ့ဆရာအဲ့ဒီမဲမဲပေါ်တယ်ဆိုတာစားတဲ့အစာပေါ်မှာမူတည်ပါတယ်ဟုတ်ကဲ့ဆရာစားတဲ့အစာထဲမှာ စိတ်နဲ့အရာဓာတွေကိုရတာ6မျိုးရှိရမလားဟုတ်ကဲ့ဆရာချိုးချင်ဆက်ပန်ခါအငံ6တာရတာဟုတ်ကဲ့အဲ့ဒီမှာအချိုးမှာရိုးရိုးချိုးမှုပဲနဲ့အချိုးထူးလာတာပေါ့စိတ်ချိုးပေါ့ဥပမာမြေဘဲတို့ကျော်မြေဘဲကျော်ပေါ့နော်ဟာနို့တို့ထောဘတ်တို့အဲ့လိုစိတ်နဲ့အစာတွေကိုရှောင်ပါလို့ကလေးတွေအားနေကွာဗါလဲဟိုမြေဘဲမြေဘဲကို လျှော်ထားတာမြေဘွေးကိုကြော်ထားတာဟုတ်ကဲ့ဆရာအဲ့အထုပ်လေးတွေဝါးလာပဲဟုတ်ကဲ့ဆရာနော်အဲ့လိုစိတ်နဲ့အစာတွေကိုရှောင်ကြွေးပါလို့ဟုတ်ကဲ့ပါဆရာနောက်တစ်ခါအဲ့မဲတာအတွက်ကတိတ်မဆိုးရင်နဲ့ဖြူသားတာဆိုရင်လားလို့ဟုတ်ကဲ့ဆရာမဲတာရေချိုးကနေတဲ့ရေချိုးကနေတဲ့မကြီးသီးမဲ့ရေကြဲကြဲလေးဖြော်ဟုတ်ကဲ့ဆရာအဲ့ညာကို15မိနစ်လောက်စောပြီးတော့မပုတ်နဲ့နော်လူမပုတ်နဲ့ပုတ်ပေးဟုတ်ပုတ်ပေးပုတ်ပြီးတော့မှရေချိုးပေး ရေချိုးပြီးရင်တနခါရေကျဲလေးလိမ့်ပြီးအဲ့လိုလုပ်လိုက်လို့ရှိရင်15ရက်အရက်နဲ့ဆယ်ဆိုတချို့လုံးဝပျောက်သွားမယ်ဟုတ်ကဲ့ပါဆရာမပျောက်ဘူးဆိုတော့မှတိတလာတက်တာလာပါလိမ့်မယ်လို့ဆရာကြီးအကြံပေးလိုက်ပါတယ်ဟုတ်ကဲ့ပါလက်တွေလှုပ်ကြည့်ပါဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးအစာဝအနာကင်းဘုရားရှင်ကြပါစေပါ